ားလုံးပဲမင်္ဂလာပါဗျာမကြာခင်ကြောက်တော့မယ်နှစ်သက်ခါတမရရဲ့ပွဲတော်တစ်ခုဖြစ်တဲ့အတားအဆီယံပွဲတော်အကြောင်းကိုပြပြထားတဲ့ဗီဒီယိုတွေကိုကျွန်တော်အတူတူ reaction လုပ်လိုက်ရအောင်ထိုင်းမှာလည်း song transfer ထိုင်းရဲ့ရေကစားပွဲတော်ဆိုတာရှိတယ်လို့ပဲမြန်မာမှာလည်းမြန်မာယူရရှိကစားပွဲတော်ဆိုတာရှိပါတယ်ဒါဆိုရင်မြန်မာယူရရေကစားပွဲတော်ကဘေကစားတင်လာခဲ့ရလေတကြံဆွဲဟောဟာဟောဘေကစင်းတက်လာခဲ့ရလေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တကြံဆိုတဲ့ဝါရကဘေကနေစတင်ဆင်းသက်လာရလဲဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တကြံလို့ခေါ်တော်သမုတ်ခေပုံနဲ့ပတ်သက်ပြီးတော့ဟိန္ဒူဘာသာဝင်ဤအနေနဲ့ယုံကြည်လက်ခံထားခဲ့ကြတဲ့အယူဝါဒတစ်ခုရှိပါတယ်တရက်မှာတကြံမင်းနဲ့မြမကြီးကခြုံတဲ့သူခေါင်းဖြတ်ကျေးဆိုပြီးအငင်းခုံတစ်ခုပြုတ်လုခဲ့ကြပါတယ် ညီမကြီးကချုံတဲ့အတွက်ကြောင့်တရားမင်းကကိုရိုင်းဖြတ်ရမှာပါ။ဒါပေမဲ့တရားမင်းကိုရိုင်းမဖြတ်ရတဲ့အတွက်ကြောင့်ညီမကြီးကသူကတိအတိုင်းသူကိုရိုင်းသူကောင်းကိုဖြတ်ပေးခဲ့ပါတယ်။ညီမကြီးကတကိုးကြီးရဲ့အတွက်ကြောင့်ညီမကြီးရဲ့ဦးကောင်းကိုပင်လယ်ထဲပြစ်ချမယ်ဆိုလို့ရှိရင်ရေခမ်းမယ်။မြေကြီးမှာထားမယ်ဆိုရင်တော့မီးလောင်မယ်။လေထဲကိုပြစ်မယ်ဆိုရင်လည်းတရဝါရီအားလုံးတကြိမ်ပြစ်စီကြပါလိမ့်မယ်။ဒါကြောင့်တရားမင်းကမနေနိုင်တော့ပဲညီမကြီးရဲ့ဦးကောင်းကိုခြင်ထားလိုက်ရပါတယ်။ ောက်ပိုင်းနှစ်တွေမှာတော့တကိုးကြီးရဲ့နမင်ကြီးတွေကိုလွှဲပြီးတော့တစ်နှစ်ကိုတယောက်တည်းဥကောင်းထင်ရမယ်လို့မင်းဆိုခဲ့ပါတယ်အဲ့လိုဥကောင်းလဲတဲ့အချိန်ကိုလက္ခဏာဆရာပုံသားတွေကတွက်ချက်ပြီးတော့တက္ကန်သားလို့ခေါ်တဲ့ကြံရသည်လို့သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုဗီဒီယိုမှာပြောပြသွားတဲ့ကြံမင်းနေမှာမင်းနေအငင်းခွန်ဖြစ်ကြရပါပဲ။အမှန်တကြံစရာဒါရင်လည်းမဆိုင်ပါဘူး။ဒေါင်းကြီးတွေကရှိကြက်ဖြစ်ပြီးတော့မှအဲ့တော့ကတော့ကြံရလို့တွင်တွင်ကြဲကြဲချိန်မှခဲ့တဲ့ပွဲတော်တခုတော့မဟုတ်ခဲ့ပါဘူး။ ။နောက်ပိုင်းခေတ်တွေမှာတော့မြန်မာနိုင်ငံဥရုသုံးမားထဲမှာမှနွေဥရုကအရင်လာပြောမှတစ်တနည်းရဲ့အစားလိကစားလာခဲ့ကြပါတယ်။ဒါကြောင့်မို့လို့တင်းတနည်းရဲ့အစမှာတိုင်းပြည်တရားဝါပြောဖို့အတွက်ဘီနီရဲ့ပညာရှင်အမတ်တွေကိုဟောရင်းထုတ်ကြညာပါ။အဲ့ဒီမှာပုံသားရေးလက်ပါအကြောင်းမို့လို့ဟိန်းနူအယူဝါဒကစဉ်သက်လာတာဆိုပြီးတော့မှဖြစ်သွားခဲ့ပါတယ်။ဆိုတော့ဟိန်းနူပါသာတမိုင်းရောက်နောက်ခံနေတဲ့လိုင်းမဲ့ဆိုလို့ရှိရင်လည်းလက်ခံနိုင်စရာအချောင်းမရှိဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိန်းနူပါသာမှာမြမအမင်းဦးအောင်ဖြတ်တာက တရားမင်းမဟုတ်ဘဲနဲ့ရှီဝါနာမည်ဖြစ်နေလို့ပါ ပြီးတော့တရားမင်းဆိုတာလည်းဗမာမင်းထက်နေလာကြောင်မလို့ခေါင်းမဖြတ်နိုင်ပါဘူးဒီတော့ဗမာမင်းနဲ့ရှီဝါနာမည်ရဲ့ခြားဆိုရင်ရောထွေးပြီးမှတရားမင်းနဲ့ဗမာမင်းငင်းခုန်ဆိုပြီးတော့တရားမင်းကနှင်းတော့ပတ်သက်လာပြီးရုံနှန်းပြောဆိုနေကြတဲ့ပသက်ရဆိုရင်တပုတ်သက်သက်တာဖြစ်ပါတယ်ဒါကမြမယူရအတားတကျရင်အစာမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အတူနောက်တဲ့ source တစ်ခုကိုလိုက်ကြည့်လိုက်ရအောင်ပါခင်ဗျာ အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ကျွန်မကကြာမင်းစဉ်သက်တဲ့အကြောင်းလေးပတ်သက်ပြီးဘုရားဘာသာသမိုင်းကျောင်းကနေပြီးတော့အချက်အလက်အနေငယ်လေးတွေကိုသင်ဆက်သွားမှာဖြစ်ပါတယ်။ဆိုတော့တကူလာတကြံကာလမှာတကြမင်းကကောင်းမှုကုသိုလ်ထွန်ကားဖို့နဲ့ဗုဒ္ဓသတ္တနာပြန်ပွားဖို့အတွက်လူပြည်စင်ကဆောင်ရွက်လို့ရှိရယ်။ကောင်းမှုကုသိုလ်ပြုလုပ်တဲ့သူတွေကိုရှေ့ပေးလွှာမှာရေးမှတ်ပြီးတော့မကောင်းမှုဒုစရိုက်လုပ်တဲ့သူတွေကိုတော့ခွေးသက်ရေးမှာရေးမှတ်တာလုပ်ပါတယ်။တကြမင်းစဉ်သက်တာကိုဒီအတာအိုးတွေထိုးပြီးတော့လဲကျူဆူကြတယ်။ အညစ်အကြေးတွေစေချောတန့်စင်တဲ့အနေနဲ့ရေပက်ဖြန်းကြပါရဲ့ဘုရားဘာသာဝင်တွေအနေနဲ့ဒီသမားယုံကြည်ဖို့ကစဉ်းစားကြရတခုလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒီပိဋကတ်သုံးပုံတို့အီကေ၅ပြားတို့ဓမ္မကဏ္ဍမှာ၈၀၀၀တောင်တို့စရယူဖွင့်ဆိုခဲ့တဲ့အတ္တကရာစာအုပ်တွေထဲမှာဆိုရင်တရားမင်းစေးနယ်လို့မပါပါဘူးပြီးတော့ဒီလူပြည်မှာနှစ်ပေါင်းတရာမှာတောင်ရင်ရမှာတရက်ဖြစ်တာကြောင့်မလို့တင်းငယ်ရောက်တိုင်းဈာမင်းစေးနယ်ဆိုတဲ့အရာလေးရုပ်တိမဆန်ပါဘူး ဒါပေမဲ့နေကငါးပြရဲကအင်္ဂုတ္တရနေကစတုမာရီတုတ်တန်အရာဆိုလို့ရှိရင်ဒီလူလောကကိုစုံစမ်းထောက်လန်းဖို့အတွက်လာဇန်လာစုပ်ရှိတဲ့နေ့မှာဆိုရင်စတုမာရီနမင်းကြီး၄ပါးရဲ့အချံအရံတွေကဆင်းလာကြတယ်ပြီးတော့ဒီလာဇန်လာစုပ်၁၄ရက်တွေမှာဆိုရင် နမင်းကြီး၄ပါးရဲ့သားတော်ကြီးကဆင်းပြီးတော့လာပြည့်လောက်ကွယ်နေ့မှာဆိုရင်တော့နမင်းကြီး၄ပါးကိုယ်တိုင်ဆင်းတယ်လို့ဖော်ပြထားတာတော့ရှိပါတယ်ပြီးတော့တရားမင်းဆင်းတယ်ဆိုတဲ့အထောက်အထားက မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေထဲမှာလည်းမပါသလိုဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်းဘုရားဟောတရားကိုသာယုံကြည်လက်ခံအမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတရားမင်းစင်းနေဆိုရဲမီယိုဖလာအယူအဆလွဲမှားနေတဲ့အကြောင်းအရာကြီးကိုနောက်မျိုးဆက်တီတီပါမတော်ပြောင်းလဲသိနေသူကျွန်တော်ကတော့မြင်ပါတယ်ပြီးတော့ဒီရှင်းမှာပြောသွားတဲ့ဗီဒီယိုနှစ်ခုစလုံးကတိတ်မှန်နေကြလက်တွေ့ဆက်ဆက်တွေးမှဆိုရင်လက်မခံနိုင်လို့ညင်းပွားကြရဖြစ်သွားနိုင်ပါတယ် အခုပြမယ့်ဗီဒီယိုကတော့တကြံရဲ့သမိုင်းကြောင်းနောက်ခံ line ရဲ့ပညာရှင်တွေတော်တော်များများလက်ခံထားကြတဲ့အရာပါအဆိုတော့သူကဘယ်လိုရရှင်းပြသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်တကြံဆိုတဲ့ဝဟာရကသင်္ကန်တာလို့ခေါ်တဲ့ပါဠိဘာသာသင်္ကန်တာလို့ခေါ်တဲ့တက္ကတဘာသာစကားကနေဆင်းသက်လာပြီးကုမြောင်ခြင်းလို့အဓိပ္ပာယ်ရတယ် မြန်မာလ12လမှာတပေါင်းလအကုန်တကူးလသို့ကူးပြောင်းခြင်းကို နှစ်တကူးကလာလို့ခေါ်ပြီးမြမယူရာအတတချံပွဲတော်ကိုဆင်နွှဲကြတာပဲဖြစ်တယ်။တချံကတကောင်းခက်ကလေးကစခဲ့တာ။အဲ့ဒီတုန်းကဘီရင်တွေကနှစ်အကူးအပြောင်းဆိုရင် ပုံနာတွေကိုနက်ခတ်တရားတွေတက်ချက်ခိုင်းနေ။အဲ့ဒီထဲကမှကောင်းတဲ့တရက်ကိုရွေးပြီးတော့ခေါင်းအစအခြေအဆုံးရေချိုးပြီးအညစ်အကြေးတန့်စင်ကြတဲ့ဒလိရှိတယ်။ ဒါပေမဲ့အခုလိုပွဲတော်တစ်ခုအနေနဲ့လဲတွင်တွင်ကြဲကြဲချင်းပါတာမျိုးမဟုတ်သေးပါဘူးမြမသမိုင်းမှန်တမ်းရာဇဝင်ပစ္စမတွေအရာတကြမ်းဆိုပြီးတွင်တွင်ကြဲကြဲချင်းပါခဲ့တာက ပကံခေနရတီရာပရိမင်းခေါ်တယုတ်ပြင်းမင်းလက်ထက်မှာပဲဖြစ်ပါတယ်တကူလာအချင်းကားကိုရောက်တဲ့အခါကောင်းမွန်တဲ့ရက်တရက်ကို ပုံနာတွေကနက်ခတ်တရားတွေကြိဘေးနေကျန်းအရာတွက်ချက်ပေးပြီးအဲ့ရက်ရောက်တဲ့အခါမှာနန်းတွင်းသူနန်းတွင်းသားတွေမူကြီးမက်ရာတေနာပတိတွေ တိုင်းသူပြည်သားတွေအကုန်လုံးကမင်္ဂလာရေကန်ကိုသွားပြီးအမွှေးနတ်သားကြီးတစ်မျိုးဖြစ်တဲ့နတ်သားကြီးကိုသွေးပြီးတပြေကက်နဲ့ပတ်ဖြန်းကြတယ်။ဒါကိုဥကောင်းစီမင်္ဂလာပြုလုပ်တယ်လို့ခေါ်တယ်။နရသီရပတိမင်းကအကြီးစားတန်တဲ့သူတစ်ယောက်ဖြစ်တယ်။နရသီရပတိမင်းမှာငယ်ရွယ်လှပပြီးမမာနကြီးလာတဲ့မိဖုရားငယ်စောလုံးဆိုတဲ့မိဖုရားတစ်ပါးရှိခဲ့တယ်။ မိဖုရားစောလုံးကနရသီရပတိမင်းရဲ့အချစ်ခင်ဆုံးအကျဉ်းနာဆုံးမိဖုရားတပါးဆိုလေမမဘူးပေါ့ကွယ်။ဒါကြောင့်ကြည်စားပြီးတပြေကက်နဲ့ရေးပက်ရမယ်အစားခေါင်းကဆန်စပါမကြမ်းရွှဲဆူအောင်လရေလောင်းမှုတိတ်တဆိတ်မိန်ကြားခဲ့တယ်။ရီလောင်းခံလိုက်ရတဲ့မိဖုရားစောလုံးဟာအချက်ကြီးစွာရပြီးတရင်တရင်ဖြစ်သွားတာကိုနရသီရာပတိမင်းကကြံတဲ့မောင်းမတွေရှိမှလှောင်ရီခဲ့တယ် ဒါကိုမိဖုရားစောလုံးကမကျေနပ်တာကြောင့်ဘရင်ပွဲတော်တဲမဲ့ပွဲတော်စာမှာအစိတ်ခက်လုတ်ကြံခဲ့တာကိုသိပြီးစောလုံးကိုမျက်ခံခဲ့ရတာလေရှိခဲ့ဘူးပါတယ်။အဲတကြံရဲအရာပကံကိကရေရာစတင်ကြည့်ရဆိုတော့တင်းရဲ့အကျိုးအကျရက်တွေကိုဘလို့စတင်ပြီးတတ်မှတ်ခဲ့လဲဆိုတာကိုရောင်းအတူတူစက်ကြည့်အောင်။ဖုရားရှင်လက်ထက်ကရှိတဲ့ကွန်တင်ညွတ်သူ့ရဲ့တားစဉ်မြင်းမြစ်တွေဖြစ်တဲ့ဥပိုထွေဆရာစန္ဒရာဟိန္ဒရက သူတို့သုံးယောက်ကပကံခိဘယင့်ထံမှာခါစားအမှုထမ်းကြတဲ့ပုံနာတွေဖြစ်တယ်။တကြံရေကစားခြင်းပြုလုပ်ပြီးတဲ့နောက်ဆယ်စုနှစ်တခုအကြာ သူတို့သုံးယောက်ကနက်ခတ်တွေဂျူတွေကိုကြီးပြီးတကြံအကျိုးအကြအကျက်အတက်တွေကိုတတ်မှတ်ခဲ့တယ်။အတားဆိုတာအန်တားဆိုတဲ့ပါဠိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီး ပုံနာတွေကအမိပေးတတ်မှတ်ခဲ့တာဖြစ်တယ်။အန်တားဆိုတာအစုံလို့အထည်ပဲရတယ်။ဒါကြောင့်နှစ်တစ်နှစ်ရဲ့အစုံ နောက်နှစ်တစ်နှစ်ရဲ့အစာပိုင်းအချိန်ကာလကိုအတာကူးချိန်လို့ခေါ်ဆိုတာကိုပုံသားတွေကဗီဒင်ချမ်းတွေနဲ့တချက်ပြီးသတ်မှတ်ပေးခဲ့တာဖြစ်တယ်။ဒါအကျိုးတွေအကျအရအတာကူးချိန်လေးဆိုတာကဒီဗီဒင်ချမ်းရနဂတ်တရားကြီးပြီးတော့တွက်ချက်ခဲ့တာဆိုတော့ဘာသာရေးပွဲတော်လို့ပြောနေတာရအောင်မှန်ရဲ့လားဒါမှမဟုတ်ယဉ်ကျေးမှုသက်သက်ပဲလားရဒီဗီဒီယိုမှာဘာဆက်ပြောမလဲဆိုတော့ကိုကျွန်တော်နဲ့အတူတူဆက်ကြည့်အောင်မြမရိုးရဒလိထုံးစံအရာ 12လရာသီအလိုက် ပွဲတော်တစ်ခုစီကျင်းပလေးရှိတယ်။တကူလာကတော့မြန်မာတက်ကြရအရာနှစ်တနည်းရဲ့အစာဖြစ်တာနဲ့အညီနှစ်တကူပွဲတော်မှာနှစ်ဟောင်းကအညစ်အကြေးတွေကိုစေးကြောတန့်စင်းတဲ့သဘောအနေနဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုတသက်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာဖျားဖြစ်စဉ်နေသူနေမြတ်တွေထဲမှာမပါတလို့ဖျားကတကြံတက်တာတွေတကြံကြတာတွေနဲ့ပတ်သက်ပြီးဟောသွားတာလည်းမရှိပါဘူး။ ဒါကြောင့်မြမရိုးရာအတာတချံဆိုတာရင်ကျေးမှုပွဲတော်တသက်ပဲဖြစ်ပါတယ်။ခုဆိုရင်ကျွန်တော်တို့ကဂျန်နဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများကိုလည်းသိရှိခဲ့ပြီးဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝယူရတာပြန်ပွဲတော်ဆိုရင် UNESCO စီးရင်ပွဲတော်တစ်ခုဖြစ်သွားပါပြီ။ဒီလိုဒီလိုစီးရင်ဝင်နိုင်ဖို့အတွက်အသာသနာရေးနဲ့ရည်ကျဉ်းမှုဝင်ကြီးဌာနက2023မတ်လ24ရက်နေ့မှာပြုတ်တင်နေခဲ့ပါတယ်။2024ဒီဇင်ဘာလ5ရက်နေ့ရောက်တော့ ါဝေးနိုင်ငံအစီအစဉ်မျိုးတော်မှာကျင်းပရယ်19ချိန်မြောက်ဒရမယင်ကျေးမှုအမွေနှစ်ညီလာခံကမြမယူရနှစ်သက်ကိုအဒါဆီယံပွဲတော်ကို UNESCO စာရင်းဝင်ကြောင်းမှုကျင်းပခဲ့ပါတယ်။ဒါကျွန်တော်ရဲ့မြမတကြံက UNESCO စာရင်းဝင်ဖြစ်တာနဲ့အညီကျွန်တော်တွေအနေနဲ့ကိုယ်နိုင်ငံကိုယ်ယဉ်ကျေးမှုကိုလည်းတိုင်းတစ်ပါးသားတွေကတမူထားရအောင်အတိအမှတ်ပြုအောင်ပြီးတော့တကြံရဲ့မူလအရသာအနှစ်သာရလည်းပျောက်ပျက်မသွားအောင်လို့ထိမ့်သိမ့်ဖို့အတွက်ပို့ပြီးတော့လှူလာခဲ့ပါတယ်။ ။တပြီးကနေရေပတ်ဖြန်းရောင်ကနေပြောမှရေကွက်အဲ့ကနေတစင်ရေပိုက်တွေနဲ့ရေပတ်ဖြန်းလာကြတာပေါ့။ကြောအရင်တော့ကတကြံဆိုတာကဒီမြမရွေရွေစုံလေးဝင်ပြီးတော့ရင်းသမားလေးရဆင်းမောကကရဖြိုပြေးကြတာပေါ့နော်။အခုဆိုရင်တော့ဒီစင်ပေါ်မှာဒီဂျီနဲ့မလုံးတလုံးဝတ်ပြီးတော့ကပြဖြုတ်ပြီးကြတော့တွေ့ရပါဖြစ်ပါတယ်။ပြီးတော့ဒါရော့ခီစီကြောင့်နဲ့အညီပြောင်းလဲသွားတယ်လို့ တတ်မှတ်လို့ရတယ်ဗျာဒါပေမဲ့ဒီလိုမူးရံကားနေရာကြီးရှိရပေါ့အဲ့အရာကြီးကမပြေဘူးလို့ကျွန်တော်ကမြင်ပါတယ်တို့တကြံမှာပျော်ရဆိုပေမဲ့လို့ပျော်စီကနေပြက်စီဘက်ကိုရောက်သွားနိုင်တဲ့အမှုအကျင့်တွေဖြစ်တဲ့အတွက်သတိပြုနိုင်တော့ဖို့ကောင်းမယ်ဗျာဒီဒါပေမဲ့လို့ကျွန်တော်တို့မြန်မာပြည်မှာမပြောက်ယူဝါရဲဒီအချက်လေးတွေရှိနေသေးတယ်ပေါ့အဲဒါကတော့ဒီကိုဝင်ဆောင်မိခင်တွေဥပုသ်တယ်အဲသူတို့ဆိုလို့ရှိရင်တော့ရေမပက်ကြဘူးဗျာ ရတဲ့ရန်ရက်တွေရောက်ပြီဆိုလို့ရှိရင်လေမလုံးကြီးပေါ့ငုံငင်းကားတဲ့ရန်ထမင်းစားရှိမုတ်တွေလုတ်ပြီးတော့မှဆလူရချွေးရည်လည်းရှိကြသေးတယ်ကြောတချို့သောသူတွေကဆိုလို့ရှိရင်ဖုန်းကြောင်းနေဒီလိုက်ရှင်ကြောင်းနေမှာဒီညံတွေတရားစခန်းဝင်တာ ਈ ပဲဖြစ်ဖြစ်ဒီဒုံလဘဝတ္တ ਈ ပဲဖြစ်ဖြစ်လောက်ကြရပေါ့အဲတချို့ကတော့ကိုယ့်မှာပဲကိုယ်ဖုတ်တီလာဆောင်ကြရဲကြောကျွန်တော်တို့ကတကြံဆိုတဲ့အရာသာအစစ်အမှန်ကိုနောင်လာနောင်သားလေးစီကိုတေချာလက်စင်ကမ်းနိုင်ဖို့အတွက် ကိုယ့်ရဲ့ရည်ကြမှုပွဲအော်ကိုဖြတ်စည်းတယ်လို့လုပ်နေတဲ့အရာတွေကိုရှောင်ရှားကြပြီးတော့လာမယ့်နှစ်တဲ့အခါတမယမဆာပြီးဒီကြံရတာအစ်အများဆုံးရရှိပါစေလို့ဆုတောင်းပေးနေနှုတ်ဆက်လိုက်ပါရဲ့ဗျ